ကြိုက်တာနဲ့ပိုးပေါ့ဗျာအဲသူ့ရဲ့ရောက်ကကိုဒီနေရာမှာပြိကိုးလေးတွေရောက်နေတယ်ရှိနေတယ်ကြံ့နေတယ်တူနေတယ်ပေါ့ဗျာရှင်းအောင်ပြောရတယ်ဒီလိုမျိုးကြိုက်တာနဲ့ပိုးလိုက်တော့အရှင်းအောင်ပြောဒါတည်းရှင်းတာတော့ဂရုံးတုံးဝင်ကြည့်ရအောင်နော်တူနေတယ်တူနေတယ်နော်အဲ့လိုမျိုးပြောပြမယ်ဒါလည်းပြိကိုးပဲဗျာဒါသူ့ဟာသူဒီနေရာချင်းရှင်းပြမယ်အာတော့သူကြတာတော့ပြိကိုးကို ပါကြလေလေးတုံညာငါကြလေဗျာဒီကောင်ကတော့ဒါသူကိုမကိုမလားဗောဗျာအမန်သူက6တခွန်အဲ့ရနောက်တပင်နှစ်ပင်သုံးပင်6တခွန်ရဲ့နောက်ဗောဗျာတပင်နှစ်ပင်သုံးပင်4ပင်5ပင်6ပင်9ပင်3 9သုံး3 9 3ရဲ့နောက်3 9 3ရဲ့နောက်တပင်နှစ်ပင်သုံးပင်4ပင်5ပင်6ပင် ခုနှစ်ပင်ရှစ်ပင်ကိုးပင်တနှစ်သုံးသုံးငါသုံးရိုက်ပြီးတော့ငါငါခုရိုက်ပြီးတော့အဲ့ဒီသုံးငါသုံးငါနေတနှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်ရှစ်နှစ်ကိုးနှစ်ဆယ်နှစ်ဆယ်နှစ်ဒီမှာသုံးလေးသုံးလေးတက်ရိုက်ပြီးတော့သုံးသုံးညာလေးသုံးညာသုံးလေးရိုက်ပြီးတော့အဲ့ကနေ တနေ့နဲ့နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့မှာ6အဲ sorry တနေ့3 4 5 6နဲ့မှာဒါ9ပေါ့ဗျာနော်ပြောခြင်းတာကတော့8 9ပေါ့နော်ဒီမှာအစကဆိုတော့ပြရတာခက်တယ်ဗျာ6တခုမြာဒီမှာက3 9 3မြာအဲ့ရဲ့နောက်မှာပင်ညာလိုက်ပါပဲအဲ့ဒီမှာ3 5 3 5 9 9 အဲ့ဒုံငါဒုံကနေ1 3 4 3 4ရောင်းမှာက3ည3 4 3ည3 4နေကြလိုက်တော့တပင်2ပင်3ပင်4ပင်1 2 3ပြိ9ပြန်နောက်တစ်ခါကြတော့ခွန်6တိပြအဲ့ရနောက်တစ်ခါမှာ3 9 3ရ3 9 3နောက်တစ်နေ့နဲ့3နဲ့မှာဟိုက3 5 3ပြီးတော့ဒီက5 5 3ရအဲ့ကြတော့5 9 9ရအဲ့ဒီ5 5 3ကနေ1 3 4 ၃ည၃နေ့၄နေ့၃နေ့၄နေ့၃ဒါကလည်းပြိကိုပဲနော်အဲ့ဒါလေးသုံးလေးသုံးညာ၅ကြီးမထောင်နေကြအကြိုက်တာတို့ပြီးတော့ပြိကိုလမ်းကြောင်းကိုပြောပြနေတယ်ပါဗျာနော်ဒီဟာခေါင်းလေးတော့ပြောရတာလဲဟိုဗျာဖုံးမလဲလေးတော့လာကြီးပြုတ်ရတော့မထင်တယ်မှာက6တခွန်ဗျာနော်၃ကို၃ဗျာကျန်နေပြောပေါင်းဒီအရွေးပုံစံကွက်ကွက်ပုံစံမျိုးကြည့်ရတာပြောတာဒါဖိလေးတော်တော်လေးကောင်းပါတယ် အဲ့ကလေးဒီမှာ3 5 3 5ငိုကုန်3 5 3နေပြီးတော့3 4 1 3ည3 4 3ည3 4 1နဲ့3နဲ့4နဲ့1နဲ့3အဲ့ဒီမှာက4 3ည5ပြိတ်ကိုနောက်တစ်ခါခွန်6 1 3 9 3ဟုတ်က3 5 3ပြီးတော့ဒီက533 500အတဲရိုက်ပြီးအဲ့ကနေပြီးတော့1 3 4 4 3 3တနေ့နေ့3နဲ့4နဲ့ကနေ1 2 3ဒါလည်းဗရိတ်9ပဲဗျာ အဲ့အဲ့တကပြီးရောနော်ဗရိကူအဲ့ဒါက၄တုံညာနော်ပြီးကြတော့ကြိုက်ပါဆိုခဏချအိပ်ပြီးမယ်အဲ့ကြဖြစ်လေဟိုဒီကောင်ကတော့ဒီမှာ၉တုံညာနဲ့အတဲ့ပေါ့ဗျာဒီကဘာညာရောရှိတယ်အဲ့ကနေ၆၈၄အတဲ့ပေါ့ရား၄တုံတဲ့စောင်းလိုက်ပြီးရောရားအဲ့ကနေပြီးတော့သူကနေဒီရှိကနေတနေ့နေ့နဲ့၃နဲ့၄နဲ့၅နဲ့၆နဲ့၇နဲ့၈နဲ့၉နဲ့မှာ၆ရယ်၈ရယ်၆ရယ် ဒီသုံးလုံးထောင်းလိုက်တာပေါ့ဗျာဒီသုံးလုံးထောင်းပြီးသူ့ရဲ့နောက်ထပ်မှာပရိတ်လေးလို့ကြတာ ਨੇ ဒီကနန်းပဲဗျာအောက်လဲဆိုအဲ့ဒီရဲ့ရှေ့တနေက934ကိုဒီသုံးလုံးတစ်ကိုဒီသုံးလုံးတစ်ကိုပဲညံပြောမယ်ကို39နဲ့သူ့ရဲ့နောက်မှာ864အတက်ရိုက်ပြီးတော့ဒီမှာက4ဘိတ်3ဘိတ်တခါနော်ကို39နဲ့864ဒီမှာ43တက်လို့ရိုက်တဲ့ပြီးအဲ့ကနေဒီကနေသွားလိုက်ဗျာဒီကို39နဲ့ကတနေ့နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့ ရှင်းနေဒါအရှိကြီးပါပဲလိုရဲပြောတာဒီသုံးလုံးတက်ကိုတဲ့တနေ့နဲ့နဲ့သုံးနဲ့အဲ့ဒီသုံးလုံးတက်လို့ရိုက်ယူမှာငါးတုံညာလေးရိုက်ပြီးတော့အဲ့ဒီနဲ့ထဲမှာဘာကြောင့်လဲဆိုပြောပြမယ်ကိုးတုံညာနဲ့6ရှစ်လေး3လေးတက်အဲ့ကနေတနေ့နဲ့နဲ့သုံးနဲ့လေးနဲ့ငါးနဲ့6နဲ့9နဲ့10နဲ့9နဲ့မှာဒီက6 6 4 6လို့ထောင်းပြီးအဲ့နဲ့ထဲတပင်တပင်သုံးပင်အဲ့နဲ့ထဲပေါ့ဗျာဒီသုံးလုံးတက်ကိုတနေ့နဲ့နဲ့သုံးနဲ့အဲ့ဒီတက်ကိုပြီးတော့ငါးတုံညာလေးလို့ရိုက်တက်ပြီးအဲ့ငါးတုံညာလေးသူ့ရဲ့နောက်တစ်နှစ်ကို တပင်တပင်သုံးပင်လေးပင်ငါးပင်6ပင်ခုနှစ်ပင်ဒီသုံးလုံးလေးရိုက်ပြီးအဲ့ဒီမှာဒါလည်းဗရိတ်ကိုပေါ့ဗျာနော်အဲ့ဒါလည်းဒါအဲ့ဒါလည်းအတူတူပဲနောက်တစ်ခါ9 3ညာနှစ်ဒီမှာ6 8 4ဒီသုံးလုံးကလည်း4 3 1အဲ့ဒါတင်းတင်းနဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့8နဲ့နော်9နဲ့မှာဒီမှာက4 6 8ရလို့ထောင်းလိုက်တာတော်ပြီမှာဒီနေရာမှာဒီ၃လုံး၁ကိုတဲ့ဒီ၃လုံး၁ပေါ့ဗျာခုန၉၃ညနေကကြီးလိုက်၁၂၃၄၅၆ 8 9 17ဒီတက်ကိုဒီတက်ကိုဘေးဒီကနန်းကိုးကြိုက်ပြီးတော့တပင်တပင်3ပင်4ပင်5ပင်6ပင်ရဲ့ဘေးမှာဒီ3လုံး4ရိုက်ပြီးတော့ဒါလည်းဒီ3လုံး6ပေါ့ဗျာเนาะအဲ့ဒါပဲเนาะကိုးရှင်းနေကြရတယ်အဲနှစ်ကန်နောက်တပြောတော့ဦးဗျာရှင်းတဲ့3ပင်ကနန်းပေးကြဟာကြီးကတော့ပဲဘယ်လိုဖြစ်ဖြစ်ဒီ၃လုံး၃ညာဒီ၃လုံး၁ညာဒီ၃လုံး၈ညာ အဲ့ကနေတနေ့နဲ့နဲ့သုံးနဲ့လေးနဲ့ငါးနဲ့ရှောင်းနဲ့ဒီသုံးလုံးရှစ်ပြာအဲ့ကနေဒီသုံးလုံးရှစ်ပြာဒီသုံးလုံးငါးပြာအဲ့ကနေတပင်တပင်သုံးပင်လေးပင်တဲ့နဲ့သုံးဒီသုံးလုံးကိုးပြာဒီသုံးလုံးသုံးဒီသုံးလုံးတဲ့ဒီသုံးလုံးရှစ်ကဒီကနန်းပဲအဲ့ကနေတနေ့နဲ့နဲ့သုံးနဲ့လေးနဲ့ငါးနဲ့ရှောင်းနဲ့ဒီသုံးလုံးရှစ်ဒီသုံးလုံးရှစ်ဒီသုံးလုံးငါးအဲ့ကနေသူ့ရဲ့နောက်တနေ့သူ့ရဲ့နောက်တနေ့နဲ့နဲ့သုံးနဲ့ဒီလိုတိုင်းပဲတဲ့နဲ့သုံးလေးပင်နဲ့တဲ့နဲ့သုံးအဲ့ဒီမှာလဲကိုးပဲပြာ နောက်တစ်ခါကျတော့ဒီ3လုံး3ဒီ3လုံး1ဒီ3လုံး8ဒီနဲ့နဲ့3နဲ့4နဲ့5နဲ့6နဲ့ဒီ3လုံး8ဒီ3လုံး8ဒီ3လုံး5အဲ့ကနေဒီနေ့တပင်တပင်3ပင်4ပင်1နဲ့3ဒါလည်း9ပဲကြာ9ခေါက်ပဲပြောမယ်ဒီ3လုံး3ဒီ3လုံး1ဒီ3လုံး8အဲ့ဒီရှိကိုဒီနေ့နဲ့3နဲ့4နဲ့5နဲ့6နဲ့ဒီ3လုံး8အဲ့3လုံးရှိကိုဒီ3လုံး8ဒီ3လုံး5အဲ့3လုံး5နဲ့တပင်တပင်3ပင်4ပင်1နဲ့3 9ပဲဒီမှာ ဒီ၃လုံး၃ဒီ၃လုံး၁ဒီ၃လုံး၈အက်ရှ်ကနေနှက်ချက်ကဒီ၃လုံး၈ဒီ၃လုံး၈ဒီ၃လုံးကတပင်နှစ်ပင်၃ပင်၄ပင်၁နဲ့၃ဒါလည်းကိုပဲဒါဒီကနန်းအဲ့ဒါဗရိတ်ကိုလောလောဆယ်၃၃ခုရှိပြီအကောင်ကလည်းဟိုနေ့တော့ပြပါတယ်ဒီကောင်ကလည်း၄၁၈လို့တွေ့ကြတယ်သူ့ရဲ့နောက်ဗရိတ်ကိုရထိနေပိနေ၈ရိုက်ပြီးတော့ဗရိတ်၄၄၈တွေ့ပြီးသူ့ရဲ့နောက်ထိနေပိနေ၈ရိုက်ပြီးဗရိတ်ကိုရအဲ့ဒါအဲ့ဒါကပင်ချင်းမညီလို့တော့ဒီကနန်းဟိုတာမွေးကနန်းပေးလူပေးလူနဲ့ထွက်သွားမှာ ဘကြီးကမညီတာသူနဲ့တည်းရတော့တာပဲဓမ္မက၄၈တိတ်နဲ့ပိနေရှိပြီဒါကလည်းပရိကုနှော့ဒီမဲ့ဒါပရိရှိတယ်ဥမာကျွန်တော်ပြောပြမယ်ဗျာဒီကအဲဒီကဒီနာက၄၈ဒီနာက၄၈တိဆိုရင်တော့မဟုတ်ဘူးပေါ့ဗျာဒီမှာ၄၈တိတိတ်နဲ့ပိနေရှိအဲ့ဒါကိုပရိကုဒါပရိရှိတယ်ဗျာ၄၈တိတိတ်နဲ့ပိနေရှိပရိကုဒါကတခုဖြစ်လိုက်အောင်မယ်ဗျာနက်က၂က၃ကနော် နှစ်ကတ်သုံးကတ်လေးကတ်ရှိကြတယ်ကိုခင်ဗျောက်ကြောက်ကြတယ်ကိုဒီမှာ269ဗျာဒီနေ့နည်းနည်းသုံးနဲ့လေး sorry 269အတက်နော်2ရ6ရကိုရတပင်းနဲ့ပင်သုံးပင်လေးပင်ဒီ3ည8က3ည8လို့ရှေ့တွဲလိုက်ရောအဲ့ရှေ့တွဲပြီးတော့သူ့ရဲ့နောက်မှာဘာချလဲဆိုတော့တနေ့နည်းနည်းသုံးနဲ့ဒီသုံးလုံး9လို့ရိုက်ရောရဘာနဲ့ရရဒီ3ညခါကလေးကဒီကနန်းတွေ့တာနေ့ တနေ့နဲ့၃နဲ့၄နဲ့၅နဲ့၃ညက၃ညလို့အပိတ်ပြီးတော့နှစ်၆ကိုပြဘူးတဲ့တပင်နဲ့ပင်၃ပင်၄ပင်၅ပင်မှာဒီက၈၃ည၈တွဲက၃ည၈တွဲက၈၃ညတွဲလို့ရိုက်ပြီးတနေ့နဲ့၃နဲ့ဒီ၃လုံး၅ရိုက်ပြီးတော့ဒီ၃ညခါလေးနှလုံးကသူ့ရဲ့ပေါ်မှာဒီ၃ညခါနှလုံးကတပင်နဲ့ပင်၃ပင်၄ပင်၅ပင်မှာ၃ည၃ညပိတ်ပြီးဒီကောင်ကဗရိတ်၃ရရောရယ်အဲ့ဒီဗရိတ်၃လို့ရိုက်တာနဲ့သူ့ရဲ့နောက်တဲ့နဲ့တပင်နဲ့ပင်၃ပင်ရဲ့ထက်မှာဗရိတ်၃လို့ရိုက်နေကြ ရိသုံးရိုက်တော့ဒီသုံးလုံးငါဆိုတဲ့ကဏ္ဍကပရိသုံးကိုတစ်ပင်နှစ်ပင်သုံးပင်လေးပင်၅ပင်၆ပင်9ပင်10ပင်မှ၄လို့ပိတ်ခွန်လို့ပိတ်၄လို့ပိတ်ဒီအပိတ်သုံးလုံးငါလို့ပြတာနဲ့နောက်နှလုံးဒီငါ၃လို့ပိတ်၁လို့ပိတ်ငါလို့ပိတ်၃လို့ပိတ်ငါလို့ပိတ်၁လို့ပိတ်ဒီနေရာပရိသုံးရိုက်ပြီးပြည့်ရဘက်ကဒါကြီးထည့်ပေးသေးတယ်ကျိုးတော့ပြတာပဲကျိုးလည်းထုတ်ပါဦးပရိ၄ရိုက်ပြီးအဲ့မှာပရိ၉ရဒီလို၉ရောပါတယ်ဒီအပိတ်မ၉လို့နော် ပြန်ပြောအဒီနာပြန်မပြောမပြန်ပြောဓမ္မ6 9နှစ်ပြန်အမှန်6နှစ်ကိုဗျာဓမ္မဓမ္မက1 3က1 3လို့တွဲလိုက်ပြီအဲ့ဒီ1 3ကနေဒီနှစ်နဲ့နဲ့3နှစ်ဒီနှစ်3ကနေပထမနှစ်3ကနေပေါ့ဒီနှစ်နဲ့နဲ့3နှစ်မှာဒီ3လုံး9အဲ့ဒီ3လုံး9လို့ဖြစ်တာနေဒီမှာပရိသုံးတော့ဒီ3လုံး9ကိုဒီ3လုံး9ဒီ3လုံး3ရိုက်မှာဒီမှာရှင်းပြမယ်တပင်2ပင်3ပင်4ပင်သူ့ပေါ်တပင်2ပင်3ပင်4ပင်5ပင်6ပင်9ပင်10ပင်အဲ့ဒီမှာဒီအပိတ်တော့6ရယ်2ရယ်9ရယ် နောက်ပေါင်း9လို့ရိုက်ပြီးတော့ခုနက3ညက9 3ညဒီနှစ်3က2 3တွဲအဲ့ဒီမှာနှစ်ခါနှစ်ခါကတပင်တပင်3ပင်4ပင်5ပင်နှစ်လို့ပိတ်တယ်နှစ်ပိတ်နဲ့ဗရိတ်3ရိုက်ပြီးတနည်းနဲ့နဲ့3ညက်ထဲမှာဒီမှာဗရိတ်3ကို9လို့ပိတ်3လို့ပိတ်1လို့ပိတ်9 3 1ဆိုတော့အပိတ်3လုံး9နဲ့6 6 4 6လို့ရိုက်ပြီးအဲ့မှာဗရိတ်4လို့ရိုက်ပြီးတဲ့ဒါကဗရိတ်9ရပြန်ပြောမယ်ကြီး နှစ်အင်းနှစ်6ကိုတနည်းတပင်နှစ်ပင်သုံးပင်လေးပင်မှာ3ည8ဒီ3ည8နောက်တွဲကို8 3ည8လို့တွဲပြီးအဲ့ဒီတနည်းနည်းနည်း3နဲ့မြောင်းမှာဒီ3လုံး9လို့ရလိုက်တာအဲ့ဒီ3လုံး9က8ပိတ်နဲ့ပရိ9ပေါ့ကဲဘာပြောအဲ့ဒါပြောတော့ပါဦးနှစ်6ကိုတပင်နှစ်ပင်သုံးပင်လေးပင်မှာဒီမှာ3ည8ကို3ည8လို့တွဲပြီးတော့တဲ့နဲ့3ဒီ3လုံး9ရိုက်ပြီးတော့ဒီ3ညခါနှလုံးကိုဒီ3လုံး9ကိုတပင်နှစ်ပင်သုံးပင်လေးပင်5ပင်6ပင်9ပင်10ပင်မှာ လေးလိုပိတ်ခွန်လိုပိတ်လေးလိုပိတ်ခွန်လေးခွန်ဒီ9နောက်ပေါင်း9ရိုက်တာနဲ့ခွန်လေးခွန်ဒီ9ရိုက်ပြီးအဲ့ကနေတပင်2ပင်3ပင်4ပင်5ပင်6ပင်ကဒီ3ညခါနှလုံးကတပင်2ပင်3ပင်4ပင်5ပင်အဲ့ဒီ3ညဒီ3ညလိုပိတ်တာနဲ့ဒီကခွန်ကနေဒီ3လုံး3ရိုက်ရောအဲ့ဒီ3ကနေတပင်2ပင်3ပင်ရဲ့ထက်မှာ3လို့ရိုက်ရအောင်ဒီမှာခေါဏကပြောတဲ့နောက်ပေါင်းကအပိတ်3လုံး9ပေါ်ပြန်ခေါဏ9ကြောင့်3ပိတ်5ပိတ် တက်ပိတ်၃ငါးတက်ပိတ်ပြီးဗရိတ်၃ရိုက်ပြီးသူ့ဆောင်ဗရိတ်၄ရိုက်ပြီးဒါကလည်းဗရိတ်၉ရယ်ဗျာနောက်တစ်ခါ၆နှစ်၉ခုနက၃ညာရှိပြီးတော့ဒီမှာ2 3 2 3က2 3လို့တွဲပြီးတော့အဲ့ကနေတပင်းပင်း၃ပင်း၈ပင်းနဲ့ဗရိတ်ငါအဲ့ဒီငါဒီတပင်းပင်း၃ပင်း၄ပင်း၅ပင်း၆ပင်း၇ပင်း၈ပင်းမှာ၆လို့ပိတ်နှစ်လို့ပိတ်ခွန်လို့ပိတ်နောက်ပေါင်းငါးကို6နှစ်ခွန်ဟိုကလေးခွန်လေးအဲ့ကံဒီဒီနေရာမှာဗရိတ်သုံးကိုခုနကနှစ်ခါနှစ်ခါက ဒီနှစ်ခါနှလုံးကတစ်ပင်တစ်ပင်သုံးပင်လေးပင်ငါးပင်မှာနှစ်လုပိတ်နှစ်လုပိတ်ပရိတ်သုံးရိုက်ပြီးတော့နောက်တစ်ခါဒီသုံးကလည်းဟိုတစ်ပိတ်နဲ့ပေါ့ကြာအဲ့ကနေတစ်ပင်တစ်ပင်သုံးပင်အောင်မှာဒီမှာကပရိတ်သုံးအဲ့ဒီပရိတ်သုံးဒီခုနအပိတ်သုံးလုံးကနောက်ပေါင်း၅ကို၃၅ရဲ့၃ရဲ့၁ရဲ့ဒီမှာက၃ရဲ့၅ရဲ့၁ရဲ့၅ရဲ့၃ရဲ့၁ရဲ့ဖြစ်ပြီးဒီမှာက၆ရဲ့၉ရဲ့၄ရဲ့ဖြစ်ပြီးပရိတ်၄ရိုက်ပြီးဒီနေရာမှာလည်းပရိတ်၉တယ်ဗျာကြရတော့ရှင်းလာပြီပရိတ်၉ကိုကြိုက်တယ်နဲ့ကိုပရိတ်၉ နော်ကဏ္ဍတော့မပါသေးဘူးကဏ္ဍကတော့ထည့်လို့လည်းရတယ်မထည့်ပဲပြစ်ချလေလေးရတာပဲအပလီကိုကဒလိုင်းဟောဒလာဒီကောင်ကဒလိုင်းဆိုနလိုင်းအောင်ဒလိုင်းဘုံလိုင်းလေးလိုင်းငါးလိုင်းဘယ်ကူလိုင်းလေးတွေပြောတာပါဗျာကြာရင်တော့ဘယ်ကူဘာနဲ့ကူမှာလို့ကြာစကူနဲ့ထိုးမယ်အဲဟုတ်တာပေါ့ဗျာ ီကိုနှစ်ကတော့ကြာနေတာပဲဒါလည်းဒါလည်းအကနာဒါရီမပြရင်စိတ်မပါလို့မပြရတယ်ခဏတောက်ချင်းနေပေါ့ဒါလည်းအဲ့ဒီဟာပဲကနန်းဒီသုံးလုံးပဲမတူဒါတော့ခုနကရောက်ကပ်ကိုပြလိုက်တာလေလေးကြတာနဲ့ဒီ9တုံညာလေးဒီ9ပင်3ပင်4ပင်5ပင်6ပင်9ပင်ပြလေးကြတာနဲ့တူတယ် ငါတုံညာလေးဒီဒီလိုပေါ့ကြာဟိုကဖယ်ရယ်ငါတုံညာလေးသူ့ရဟိုဒီဗရိတ်တက်ကဒီဗရိတ်တက်ခုနပဲဒီဘယ်နှစ်ပင်၃ပင်၄ပင်၅ပင်၆ပင်ရပြီဗရိတ်လေးကြာနေသူငါတုံညာလေးသူ့ပေါ်ဒီတက်ကဒီတက်ဒီဘယ်နှစ်ပင်၃ပင်၄ပင်၅ပင်၆ပင်ဗရိတ်လေးကြာနေအဲ့ဒါသူ့ပဲဗရိတ်ကိုဗရိတ်ကိုသွားလန်းလေးတွေဗရိတ်ကိုသူ့ကျင်နေသူ့ဟာနေသူ့နေနေသူ့ရောက်တာလေးတွေပြောတယ်ဗရိတ်ကိုလေးတွေ ဟိုကောင်ကဟိုကောင်ကတော့ဟိုကောင်က6 8 9 6 8 9ကို7 6 8 9 6 8 9နေပေါ့ဟိုကောင်ကတော့၄တုံညာ၄တုံညာကတော့၄လိုင်း၃လိုင်း၃လိုင်းကြာတယ်ကြိုက်တယ်လေကိုးလိုက်ပြဘယ်ကိုကြာရင်ပေါ့ဒါဘယ်ကိုလန်းနေပါပဲကျွန်တော်ဘယ်ကိုဆိုမမှန်ကန်ကန်ပြောရရင်အဲ့ဒါတွေကိုကြိုက်ချာအဲ့ကခုနကပြောတယ်အရှိကကိုးနှစ်ကတော့မပါဘူး ဒါရှိကုနေကတော့ကြာရင်သူကပြပြီးသားကြီးပါပဲ။ဟုတ်ပြီ။အဲတို့ပြောလိုက်တယ်သူကကျုပ်ကရောက်သွားတယ်ဒီနှလုံးနဲ့လို့ပြောတာဘယ်ဟုတ်မှာလဲ။ဒီနှလုံးနဲ့ကဘယ်နဲ့မလဲ။သူကဒီနှလုံးကိုးတာနဲ့အဲ့ဒီမှာအဲ့နှလုံးနဲ့ကဒီခါသုံးလုံးနဲ့ဒီနှလုံးကိုးတာနဲ့ဒီမှာခါသုံးလုံးနဲ့နော်။ဒီနှလုံးကိုးတာနဲ့ဒီမှာခါသုံးလုံးနဲ့ရ။ဒါရမ်းပြောတာမဟုတ်ဘူး။ဒီနှလုံးနဲ့ဒီနှလုံးနဲ့ဒီနှလုံးနဲ့ ဒီနှလုံးနဲ့မိနဲ့မမြင်ရလားဗျာနောက်ဆိုတာရံပြောတာမဟုတ်ဘူးဒီမှာလာတာဗာလဲဒီနှလုံးနဲ့ကိုဓမ္မကရှစ်ပြက်တော့ပို့မုံရှစ်တောင်ပို့တော့ဓမ္မကရှစ်ပိနဲ့လေးပိနဲ့နှစ်သုံးညာပိနဲ့နှစ်ပိနဲ့နှစ်ကိုးပိနဲ့သုံးပိနဲ့နှစ်သုံးပိနဲ့ကိုးပိနဲ့နှစ်ကိုးပိကိုဒီနှလုံးကိုအဲ့နှလုံးနဲ့ကိုးတယ်ဓမ္မကိုးပိကိုဒါအတွင်းရတာခင်ဗျမသိဘဲနဲ့ဒီရှစ်နဲ့လေးနဲ့နှစ်ဗျာဒီမှာသုံးညာနဲ့နှစ်နဲ့နှစ်ဗျာ ကိုနဲ့သုံးတဲ့နှစ်ဗျာသုံးတဲ့ကိုနဲ့နှစ်ဗျာအဲကိုဘိတ်ကိုဒီနှလုံးကိုလို့ဖြစ်တာနဲ့ဒီသုံးလုံးနှစ်ဒီကကိုဘိတ်ကိုဒီနှလုံးကိုလို့ဖြစ်တာနဲ့ဒီသုံးလုံးနှစ်ဒီကကိုဘိတ်ကိုဒီနှလုံးကိုလို့ဖြစ်တာနဲ့ဒီသုံးလုံးနှစ်အဲသုံးလုံးနှစ်ရဲ့နောက်မှာသာလဲဒီသုံးလုံး6အဲသုံးလုံးနှစ်ရဲ့နောက်မှာသာလဲဒီသုံးလုံး6အဲ့သုံးလုံးနှစ်မှာသာလဲပြောတာဒီသုံးလုံး6အဲ့သုံးလုံးနှစ်မို့ဒီနေရာမှာဒီသုံးလုံးနှစ်တာအဲ့ဒီခါသုံးလုံးနှစ်ကြောင့်ဒီနေရာမှာဒီသုံးလုံးနှစ်တာအ အဲ့ဒီခါသုံးလုံးနဲ့ကြောင့်ဒီနေရာမှာဒီသုံးလုံးနှစ်တာအဲကြောင့်မို့ပထမကနှစ်နဲ့ခုနဲ့ကိုးတာနှစ်နဲ့ခုနဲ့ကိုးတာနှစ်နဲ့ခုနဲ့ကိုးတာအဲ့ကနေအဲ့ဒါကြောင့်မို့ကျွန်တော်ကကျွန်တော်ပါပဲဗျာပြောမိတော့ပြောရရှုပ်ပါအဲ့မှာအဲ့နှစ်ဒီတို့ကမပြောတာရှင်းတယ်နော်ဘယ်တော့မှဘာဟိုလိုင်းကလေးချင်းမကိုင်းမပေးရပေးရသူ့လို့ရှင်းတယ်ရှစ်ပိတ်လေးပိတ်နှစ်ဒါနှစ်ဖက်ချုပ်ရှစ်ပိတ်နဲ့လေးပိတ်နှစ်အောင်လဲဒီနေရာမှာရှစ်ပိတ်တဲ့နဲ့လေးပိတ်နှစ်အောင်ဒီလေးပိတ်နဲ့လေးပိတ်နဲ့ရှိရမှာဒီလိုလဲရှိရမှာ ချင်းချင်းပဲ၃ရပိတ်နဲ့နှစ်ပိတ်နဲ့အောင်၆ပိတ်နဲ့နှစ်ပိတ်နဲ့ရှိရမှာ၆နဲ့နဲ့ရှိရမှာချင်းချင်းလေးနော်ဒီမှာ၉နဲ့၃နဲ့နှစ်အောင်လဲ၅ပိတ်နဲ့၃ပိတ်နဲ့၃ပိတ်နဲ့ရှိရမှာဒီလိုကလည်းရှိရမှာအဲ့ဒါကြောင့်၉ပိတ်ကတကယ်ပဲနှစ်ပိတ်၃ပိတ်၄ပိတ်မှာခွန်ပိတ်နဲ့နှစ်ပိတ်နဲ့ကိုးတာနဲ့ခါသုံးလုံးနှင်းနောက်တစ်ခါလာပြီဒီ၉ပိတ်ကတကယ်ပဲနှစ်ပိတ်၃ပိတ်၄ပိတ်ရဒီမှာကြည့်၉ပိတ်ရထဲမှာတကယ်ပဲနှစ်ပိတ်၃ပိတ်ဒီမှာဒီကိုဘိတ်ကနေတပင်းနဲ့ပင်3ပင်းရထက်မှာနှစ်ပိတ်နဲ့ခွန်ပိတ်နဲ့6ရောက်အောင် ဟောဒီကကိုဗစ်ကိုတပင်းနှစ်ပင်းသုံးပင်းရဲ့အထက်မှာဒီနှလုံးပေါ့ဗျာနှစ်ပင်းဒီမှာထားလိုက်အဲ့နှလုံးလေးကိုဒီကိုဗစ်ကနေတပင်းနှစ်ပင်းသုံးပင်းရဲ့အထက်မှာနှစ်ပင်းနဲ့ခွန်ပင်းနဲ့ဟောဒီကကိုဗစ်မှုနှစ်ပင်းနဲ့ခွန်ပင်းနဲ့ကိုဖြစ်အောင်နှစ်ရဲ့6ရဲ့4ရဲ့နှစ်တာကိုဗစ်ကနေတပင်းနှစ်ပင်းသုံးပင်းရဲ့အထက်မှာဟောဒီကတက်ပင်းနဲ့ရှစ်ပင်းနဲ့ကိုလို့ဖြစ်တာနဲ့ဓမ္မက3ရဲ့2ရဲ့ခွန်ရဲ့နှစ်တာဒါအတွဲရတာလေညာတို့နောက်တစ်ခါဒီကိုဗစ်ကနေတပင်းနှစ်ပင်းသုံးပင်းရဲ့အထက်မှာဓမ္မ9နဲ့4နဲ့ကိုလိုက်ပြီး နောက်တစ်ခါဓမ္မကနှစ်ရ၃ရ၇ရနှစ်တာအဲ့ဒါကြောင့်အဲ့ဒီသုံးလုံးနှစ်ကိုဒီသုံးလုံးနှစ်ရတာနော်ရှင်းလားဒီသုံးလုံးနှစ်ကိုဒီသုံးလုံးနှစ်ရတာရှုပ်လို့ပြောတာဒီသုံးလုံးနှစ်ကိုဒီသုံးလုံးနှစ်ရတာအဲနှစ်ရပါဝါခွန်နာမှုနှလုံးကိုမှုဓမ္မကဒီသုံးလုံးကိုနဲ့ဒီသုံးလုံးဒီသုံးလုံးနှစ်နဲ့ဒီသုံးလုံးခွန်ကိုးတာဒီသုံးလုံးနှစ်နဲ့ဒီသုံးလုံးခွန်ကိုးတာဒီသုံးလုံးနှစ်နဲ့ဒီသုံးလုံးခွန်ကိုးတာအဲ့ရနေပြေကိုဒီသုံးလုံးတုံညဒီသုံးလုံးတုံညတိုက်တဲ့နေရာလာပြောကွက်ကွက်ပဲ ဒါဟိုဘက်ကတုံညာဒီတုံးလုံးတုံညာကိုဒီကြာစည်းမှာတဲ့6 6 9 6 9ဒီမှာက9ရယ်9ရယ်3ရယ်3ဖြစ်တယ်ဒီအပိတ်က6ရယ်9ရယ်9ရယ်ကတုံညာဖြစ်တယ်ဒါခါလဲဒီတုံးလုံးတုံညာအဲ့လိုဖြစ်ပြီးတော့ဒီမှာက2 8 9 9လို့ဖြစ်ပြီးတော့ထိတ်တုံးလုံးက3ပေါ့လေ9 9 9ဒီမှာကတုံညာ သုံးသုံးညသုံးညသုံးအပိတ်သုံးလုံးကဓမ္မက6ခုကုံသုံးညပြီးတော့ဓမ္မက2 2 5 9မဟုတ်ကပင်ကြာကိုက်နော်ဒီသုံးလုံးသုံးည၄၁သုံးညဒီ9 9ဖြစ်ပြီးထိတ်သုံးလုံးက6 2 5 3ပေါ့ဗျာအဲ့ဒီမှာအပိတ်သုံးလုံးက4 4 3ညဒါအပိတ်သုံးလုံး10ပေါ့ဗျာရေးလိုက်အပိတ်သုံးလုံး9ပေါ့ဗျာအပိတ်သုံးလုံးဒီမှာ3ညပေါ့ဗျာဒီမှာ အပိတ်သုံးလုံးသုံးရ9ရက်9ရက်9ရက်က3ဖြစ်ပြီးအပိတ်သုံးလုံး9ဖြစ်ပြီး6ခုံခုံဆိုတဲ့ကဏ္ဍတနည်းနည်းနဲ့3နည်း4နည်း5နည်း6နည်း9နည်း8နည်းမှာကြာတော့မယ်ဆိုရင်အဲ့ဒီမှာ तू ကဒီကောင်ကထိတ်ပိတ်သုံးလုံးသုံးရဒီလို9ဖြစ်ပြီးထိတ်သုံးလုံးပိတ်သုံးလုံးသုံးရအပိတ်သုံးလုံး9ထိတ်သုံးလုံးသုံးမှုဒီကောင်ကလည်းအဲ့ဒီအပိတ်သုံးလုံး6ခုံခုံကို8ခုံက3နည်းပြထိတ်သုံးလုံးဒီမှာလည်းအပိတ်သုံးလုံးသုံးရ ငါးနှစ်ရှေ့ငါးငါးပိုင်းဒီပေါ့ဗျာအထိတ်သုံးလုံးကလည်း၃ပိုင်းဒီတုံညာ၃တုံညာအဲ့မှာနှင်းနှင်းငါလာအဲ့ကနေတနေ့နေ့နဲ့၃နဲ့၄နဲ့၅နဲ့၆နဲ့9နဲ့10နဲ့အဲ့ဒီကနန်းလည်းသူကဒီမှာကတုံညာရှေ့ငါးထိတ်သုံးလုံး၃ပေါ့ဗျာဒါနဲ့အပိတ်သုံးလုံးတုံညာ၄ရဲ့တုံညာရဲ့၄ရဲ့ငါး6ရက်2ရက်3ရက်က3 4 4 3ရက်တနေ့နေ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့10နဲ့3မှာမဲ့တို့တမ9ထိပ်4ထိပ်ဆို3ညာထိပ်ပေါ့ဗျာ ဟာတုံညလေးလေးဒါတော့မှတ်ထားကြတာဟုတ်ပါတယ်။ဒါပြောမယ်တော့အဝတ်၁၀လေးဒါဒီလိုခန့်ဒီလိုကြည်တာပေါ့ကျွန်တော်စီနီယာထောက်နေတယ်ပေါ့ဗျာ။ဒီအပိတ်သုံးလုံးတုံညဖြစ်တယ်။ဒီသုံးလုံးငါဖြစ်တယ်ဒီညာလေးကိုထိတ်သုံးလုံးကသုံးပိုင်တယ်အပိတ်သုံးလုံးတုံညအပိတ်သုံးလုံးငါထိပ်သုံးလုံးသုံးပိုင်းတွေအဲ့ငါပြခန့်6ခွန်ခွန်ဆိုတဲ့ကဏ္ဍသူပါဝင်နောက်၈နှစ်မြောက်မှာထိပ်သုံးလုံးသုံးနဲ့ကြအဲ့ကဏ္ဍကဒီအပိသုံးလုံး6ရဲ့ခွန်ရဲ့ခွန်ရဲ့ကြအဲ့ဒါ၃ညပေါ့ဗျာဘာတကအပိသုံးလုံး၃ည ီအပိတ်၃လုံးကထိတ်၃လုံး၃ပိုင်းသေးဒီမှာက၃ရပြီးတော့နှင်းနှင်းကအပူတွေရေပေါ့နော်အဲ့ကနဲ့ဒီမှာဒီပါဝင်အဲ့ကနဲ့နှင်းနှင်းကငါးနှင်းနဲ့ကိုထိတ်၃လုံး၃နဲ့ကြာတယ်နော်ဒီမှာအပိတ်၃လုံး၃ည၄၁၃ည၄ထိတ်၃လုံးက၃ပိုင်းသေးပေါ့ဗျ၆နှင်း၄၆နှင်း၅၃ဒီမှာ၄၄၃ညအဲ့မှာဒီနဲ့ကြာလူလိုပဲ၃လို့ဒီမှာ၃ညထိတ်မှာ၃အဲ့မှာထိုးရမှတ်မိတယ်ဦးလေးဦးလေးတော်တော်မှတ်မိတယ်ဗျမញ្ញံကောင်းနေတော့တဲ့ ဒီပွဲမျိုးတုံညလေးလေးရန်ထုတ်လို့ရပြီလားရတာပေါ့ဗျာရမ်းနေနေနည်းနည်းလေးပို့လိုက်နော်တဲ့လေးရေးမလဲပါအောင်ဗျာတော့ကြနေလေးထိုးမဲ့ကနေလေးမှာစောင်းနေတုံညလေးလေးတုံညလေးလေးဒီဘူလိုင်းကလည်းရှိတယ်အဲဆော်လို့ရတယ်ဗျာအဲ့ဒါကအခင်တော်တော်ချစ်စရာကောင်းတဲ့ကနေလေးတော့ အဲ့ကဖလစ်တွေပရိနေအများကြီးပါတယ်ဒီကလာတက်စင်ချစ်စရာကောင်းနေအခြေခံကအပိသုံးလုံးသုံးညအပိသုံးလုံးကထိတ်သုံးလုံးသုံးပိုင်းတွေပဲအကြာစီရဒီမှာ6ခုခုဆိုတဲ့ကနအဲ့မှာစီနီယာနဲ့တုံညာပိအပူတွေအဲ့ကနေဒီကနေ6နှစ်မြောက်ကြတော့အဲ့မှာသူကလည်းထိတ်သုံးလုံးဒါလည်းထိတ်သုံးလုံးသုံး9ရယ်9ရယ်9ရယ်သုံးဖို့ဒီမှာလည်းအပိသုံးလုံးဒီကနလေးဒီသုံးလုံးသုံးနဲ့ကြရပါဗျာအပိသုံးလုံးကြောင့်ညအပိသုံးလုံးကထိတ်သုံးလုံးကသုံးပိုင်းတွေပဲအဲ့မှာနေ့နေ့9ရယ်အဲ့မှာဒါမှလည်းဒီထိတ်သုံးလုံးသုံးမှုသူကလည်း ုံညာရှင်က3နဲ့ကြာအပိတ်သုံးလုံးတုံညာအပိတ်သုံးလုံးကဒီမှာထိတ်သုံးလုံးက3ပိုင်သေးလေ6 2 5 3အဲ့မှာ4 4တုံညာဒါအပိတ်သုံးလုံးဒါရှင်းအောင်ပြောဘာမှမသိရင်ညာဒီလိုပြောလိုက်မယ်ပြခင်ဗျားတို့အဲ့လိုတွေမသိတဲ့ဖရိမ်ကိုထားလိုက်ထိတ်သုံးလုံး3အပိတ်သုံးလုံးတုံညာဖြစ်တဲ့6 0 0တနည်းနည်းနဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့10နဲ့မှာကိုထိတ်သုံးလုံး3နဲ့ကြာဒီမှာထိတ်သုံးလုံး3အပိတ်သုံးလုံးကတုံညာပြီးတော့6ဖြစ်တဲ့နှင်းနှင်းငါးကိုဒီမှာအဲ့ကဏ္ဍကိုနောက်ရှင်းတဲ့မှာဒီလိုကြဘာမှမသိရင်ထိတ်သုံးလုံး3 အပိတ်သုံးလုံးကကိုးပြီးတော့ဒီမှာရှစ်ဖြစ်တဲ့၃ညလေးလေးကြာသုံးနေအဲ့မှာ၃ညလေးလေးခင်ဗျာမှတ်မိတယ်နော်ကြာတော့ကြာပြီလားကြာတာဒါပေမဲ့နှစ်ခါသုံးခါပြန်လို့မှတ်မိတာလုံးနဲ့အားရဘူးမအားရဘူးဒီမဲ့ဒါကြည့်တေချာပြောမယ်အဲ့လိုစိတ်ဝင်စားထိုးခြင်းတေချာပြောမယ်ဒီမှာ6ရက်7ရက်6ရက်အပိတ်သုံးလုံး၃ညဖြစ်တာနဲ့ဒီကြာစည်းမှာကြာရက်ဒီ6ရက် 6 6ပေတလုံးညာသည်တုံညာဖြစ်တာ ਨੇ ဒီညာသည်မှာတဲ့6ရယ်9ရယ်2ရယ်9ဖြစ်တယ်တုံညာရဲ့ပါဝါ9ဖြစ်ဟုတ်တာမဟုတ်ဘူးအဲ့လိုဒီမှာဒီ6 6တုံညာဖြစ်ပြီးတော့6နှစ်ခုဒီ9ဖြစ်တယ်ဒီညာသည်ကိုတဲ့သူကအဲ့နေရာမှာတဲ့ဒီမှာကြီး9ရယ်9ရယ်9ရယ်9 9ဒီ3လို့ဖြစ်ပြီးအဲ့ဒီညာသည်အဲ့ဒီအုပ်စုကဒီမှာ6 9 9ဆိုတာဒီအပိတ်3လုံးကတုံညာပေါ့ဗျာအဲ့6 9ကိုသူကနေ7နှစ်မြောင်မှာအဲ့6 9ဒီ သူက6 9ထိတ်သုံးသုံးကိုဓမ္မကတီး9ခုန်တီသုံးနေကြရတယ်နောက်တစ်ခါအပိတ်သုံးလုံးကသုံးရပြီတော့အပူကြီးပေါ့ရှစ်သုံးရပြီတော့6ရှစ်ပေါ့နော်ဒီမှာ6နှစ်နှစ်သုံးရဖြစ်တယ်ဒီကြံစီမှာ2ရှစ်5ဒီ5ဖြစ်တယ်ထိတ်က3ပိုင်းတီပဲ3ရယ်3ရယ်3ရယ်က3ရယ်3ရယ်3ရယ်3ဖြစ်ပြီဓမ္မက2နှစ်5ဒီ6အဲ့ဒီနှစ်နှစ်5ဆိုတဲ့ကဏ္ဍကိုထိတ်သုံးလုံးသုံးနေတဲ့ကြရတယ်9နှစ်နှစ်တယ် နောက်တစ်ခါ၄နှစ်နဲ့၃ညဖြစ်တဲ့ဒီရာသီကို၄၁၃ည၅ဖြစ်တယ်၆၂၅တီက၃ပိုင်းတည်အဲ့ဒါဆိုရင်ဒီမှာက၄၄၃ညတီက၈၂၂၅တီက၉၆၇၇တီက၃ည၃ည၉၈တူကြတာလေဒီမှာ၆၇၇အပူပဲ၂၂၅အပူပဲ၄၄၃ညအပူပဲအဲ့ဒါဒီမှာသူ့ရဲ့သူကနေ၈နှစ်မြောက်မှာထိတ်သုံးလုံးသုံးနဲ့၆၇၇ဆိုတာဒီပိတ်သုံးလုံးကြာ ူကနေ၈နှစ်မြောက်မှာထိတ်သုံးလုံးသုံးနဲ့၅နှစ်နဲ့ဆိုတာကဒီအပိတ်သုံးလုံးကြာသူကနေ၈နှစ်မြောက်မှာထိတ်သုံးလုံးသုံးနဲ့၃ညာ၃၄၄၄သုံးညာဆိုအဲ့ဒါကြောင်းနဲ့ပြန်လိုက်တာဒီမှာသုံးထည့်ရင်၉ရဲ့၄ဆိုသုံးညာထိတ်လိုက်ထည့်ကြည့်အဲ့ဒီသုံးလုံးကိုထည့်ကြည့်ပေါ့ဗျာအဲ့ဒီသုံးလုံးကိုသုံးထသုံးထည့်အောင်သုံးဖြစ်အောင်လိုက်ထည့်ဒီမှာ၃ညာ၄၄ကိုအပတ်တိုင်းမှာဥပမာများဒီမှာဒီချင်းကိုကျွန်တော်တို့က၉ရဲ့၃ညာ၄ရဲ့ဆိုသုံးညာထိတ်မှာထည့်ရမှာဒီ၃ညာ၄၄ဆိုတဲ့ကဏ္ဍမှာထည့်ရမှာကျန်တာမထည့်ရဘူးနော် နော်တကွက်နဲ့နှစ်ကွက်ပေါ့ဗျာဒါချင်းချင်းပြောရင်ဒါဒီနေရာမှာဆိုရင်တဲသွားပြီ6ရယ်4ရယ်ဆိုတုံများထိတ်ဒီနေရာမှာကျတော့3ဖြစ်အောင်ဆိုတဲ့အခါကျတော့4လဲတုံများဖြစ်တော့ဒီမှာတုံများထိတ်လဲ3မဖြစ်တော့4ထိတ်လဲ3မဖြစ်တော့ဘယ်လိုပြောလဲဒီနေရာမှာ3ဖြစ်အောင်ဆိုဒီမှာတုံများနဲ့တက်နေဆိုတုံများထိတ်လဲမတုံးတော့4ထိတ်လဲမတုံးတော့တခါဒီနေရာ3ထိတ်အောင်နဲ့တုံများထိတ်လဲမတုံး4ထိတ်လဲမတုံးတော့ဒီနေရာမှာလဲတခါ3ထိတ်အောင်တုံများထိတ်လဲမတုံး4ထိတ်လဲမတုံးဒီနေရာကြဖြစ်ပြီဒီမှာ9နဲ့10နဲ့ဆိုတော့ တုံညထဲဆိုတော့၃ဖြစ်ပြီ။ကဲဒီနေရာမှာထဲအကျော်တယ်မှာက၁ဖြစ်တော့တုံညထဲလည်းမသုံးဘူး၄ထဲလည်းမသုံးဘူး။ဒီနေရာမှာ၈ဖြစ်တဲ့ခါကျတုံညထဲလည်းမသုံးဘူးဟုတ်လား။၄ထဲလည်းမသုံးဘူး။အဲဒီနေရာမှာဒီနှလုံး၄ဆိုတော့တုံညထဲလည်းမသုံးဘူး၄ထဲလည်းမသုံးဘူး။ကဲလာပြီဒီနေရာမှာကျတော့လဲတဲ့။နော်၅ဆိုတော့တုံညထဲလည်းမသုံးဘူး၄ထဲလည်းမသုံးဘူး။ကဲဒီနေရာမှာတုံညဆိုတော့တုံညထဲလည်းမသုံးဘူး၄ထဲလည်းမသုံးဘူး။ဒီနေရာမှာက၈၆ဆို၄ထဲတော့၃ညထဲလည်းမသုံးဘူး၄ထဲလည်းမသုံးဘူး ဒီနေရာမှာနှစ်6တော့၈ထဲတော့၃ညထဲလည်းမသုံးဘူးနော်၄ထဲလည်းမသုံးဘူးအဲဒီနေရာမှာကျတော့ရပြန်ပြီတဲ့၄နဲ့၉နဲ့ဒီ၃ဆိုတော့၃ညထိပ်ဒီနေရာထက်အဲ့ဒါ၃ညလေးလေးဒီနေရာမှာကျတော့လေ၉နဲ့၃ညတရားလဲ၉ဖြစ်နေတော့ဒီနေရာမှာကျတော့ तू က तू ကသူဒီနေရာမှာကျတော့ तू က၄၄၃၃ညနော်၄ထိပ်ကပိုင်းလေးလေးဒီ၃လုံး၃၄၃ည၄ရှင်းပြတာ ီနေရာမှာဆိုလို့ရှိရင်လည်းမဖြစ်တော့ဘူးဒီနေရာမှာဆိုလို့ရှိရင်လည်းမဖြစ်တော့ဘူးဒီနေရာမှာဆိုလည်းမဖြစ်တော့ဒီနေရာမှာထိုးရမယ့်အချိန်ကနော်ဒီတဲ့ချင်း9 6နှစ်ရဲ့နောက်ရဲ့3ညလေးလေးရဲ့နောက်ရဲ့နောက်တခါ940ရဲ့နောက်ရဲ့နောက်တခါအခုချိန်ရဲ့၄ချိန်တော့ထိုးရမှာပေါ့နော်အဲ့၄ချိန်ကတော့ကျွန်တော်လည်းကျွန်တော်မှပါတယ်ထည့်ပေးမှာပေါ့နော်ဒီသုံးလုံးသုံးနဲ့သွားမှာပေါ့ဗျာနှစ်ကွက်နဲ့တစ်ကွက်ပေါ့နော် ငါငါတူကြီးတဲ့အစ်စ်ရှိပါလိမ့်ကွာ240ကဗိမ်းနဲ့ကြာမှာတော့လောက်ကြပါဗျာဗိမ်းနဲ့ကြာပြီးတော့ကြာပြီးပါလေမသိအတူရှိရကြတာချားလိုက်အင်းတော့ပုံကောင်းအောင်အဲ့240လေးတွေကတော့မှတ်ထားနော်ကျွန်တော်ပြောတဲ့မှတ်ထား240လေးတွေကိုမှတ်ထားကျွန်တော်ရေးပြမယ်240လေးကိုထိုးရမှာကကျွန်တော်ရေးပြမယ်စာနဲ့ရေးပြမယ် ၃ည၄၄၂၀စာနဲ့ရေးပြီးမှတ်ထားမှာလားမှတ်ရတော့ပေါ့နော်မှတ်ရတော့ပေါ့နော်မှတ်ရတော့ပေါ့နော်မှတ်တော့ပေါ့နော် तू က၄ချက်ထိုးရမှာနော်ညာတိုင်းမထိုးရတော့ထဲမှာ၃ည၄၄ထဲမှာမလို့အဲ့ဒီမှာခင်ဗျာတုတ်ဒီမှာ၃ည၄၄ဆိုတာကနားနှစ်ကွက်အဲ့၃လုံးကို light ထည့်ကြည့်လိုက်ဒီနေရာမှာဆိုလုံးဝထည့်မရဘူးဒီနေရာမှာနှစ်နဲ့ကိုးနဲ့ဆို၃ည၄ထည့်လည်းမရဘူး၄ထည့်လည်း၃မဖြစ်ဘူး၃ည၄၈နဲ့ဆို၃ည၄ထည့်လည်းမသုံး၄ထည့်လည်းမသုံးဒီမှာက9နဲ့10ဆိုတော့3ညထည့်လည်းမသုံး4ထည့်လည်းမသုံး ဒီမှာ9နဲ့နှစ်နဲ့ဆို4ထည့်လည်းမသုံးဘူး၊3ထည့်လည်းမသုံးဘူး၊3ညလေးရှိရအောင်။အဲ့တော့ဒီနေရာမှာက6 9နှစ်ရဲ့နောက်ရဲ့3ညလေးလေးနောက်ရဲ့၄ချိန်ထိုးရမယ်။အဲ့ကျွန်တော်စလေးကြီးပဲမှတ်ထား။20ချိန်ရတော့ဒီကအိုက်တိုင်သွားမှာနော်။မက်ဆေ့ချ်ရတော့အဲ့ဟာကြီးတော့ပါနော် ော်ပြရင်၄ချိန်ပဲရှိတာဟုတ်ပါဟုတ်ပါဟုတ်ပါမဟုတ်ရင်လည်းကြည့်ကြလို့ရတာပဲနော်